အားလုံးပဲမင်္ဂလာပါကျွန်တော်ဒီနေ့မှာတော့တញင်းသီးကိုစားလို့တဲ့ပြီးတော့ကြိုက်ကြတဲ့လူတွေအတွက်ကိုတမျိုးဆန်းသွားအောင်လို့ကျွန်တော်တញင်းသီးပေါင်းပုံစံလေးလုပ်ပြပါမယ်ပုံမှန်ကျွန်တော်တို့တញင်းသီးကိုဇိုးရင်ပြုတ်တိုးတယ်အိုးစိန်တိုးတယ်ဒီတိုင်းချက်ပြီးတော့တញင်းသီးငပိချက်စားကြတယ်ပေါ့နော်ဒီနေ့မှာတော့ကျွန်တော်တို့ဒီလိုမျိုးလေးရိုးလာပြီဆိုလို့ရှိရင်တော့ကျက်သွန်နိုင်နိုင်လေးနဲ့ကျွန်တော်တို့ချိုချိုချင်ချင်လေးစားလို့ရအောင်လုပ်ပြထားပါတယ်ပြီးလို့ရှိရင်တော့ကျွန်တော်နောက်ထပ်ဟင်းတစ်မျိုးကိုကြာတော့နက်နက်တီနဲ့ပစုံနဲ့ကိုကျွန်တော်ချိုချင်လေးကြော်ပါမယ်ခင်ဗျာ ပါဝင်ပစ္စည်းတွေကကြတော့ကျွန်တော်ပဇွန်နဲ့နနက်ဒီနဲ့ကြော်ဖို့အတွက်ကိုပဇွန်ကိုအရင်ဆုံးအရသာနှက်ထားမယ်ပြီးရင်တညင်းဒီရဲ့ချက်သွန်မျိုးချက်သွန်နီးငရုတ်စိန်ပြီးရင်ကျွန်တော်ဒီနေ့မှာခညက်ပဲသုံးပါမယ် အရင်ဆုံးကျွန်တော်ကဒီပဇွန်နဲ့နက်နက်ဒီကိုအရင်ကြုံမယ်ပေါ့နော်ဒါကြောင့်မို့လို့ကျွန်တော်တို့ကြက်သွန်နေကိုဒီလိုမျိုးနွတ်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 လေးတွေစင်းပြီးလို့ရှိရင်အဲစီတတ်မယ်ပေါ့နော်နွတ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 ်လေးတွေအရင်စင်းထားမယ်ပြီးလို့ရှိရင်ကြက်သွန်ပြူကိုလည်းကျွန်တော်တို့အပြာရိုက်ပြီးတော့နွတ်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 လေးတွေစင်းထားလိုက်ပါမယ်ချိုးချင်းကြော်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့အဆက်လေးနည်းနည်းပါတာကပိုပြီးတော့ကောင်းတယ်ပေါ့နော်ဒါကြောင့်မို့လို့ငရုတ်ဒီမိုးမျောကိုလည်းဒီလိုမျိုးပပလေးလှီးထားလိုက်ပါမယ်ပြီးရင်တော့ဒေဝရဲမှာစီထည့်ပြီးပြီဆိုရင်ကျက်သွန်မြူကျက်သွန်နီကိုကျွန်တော်စီတတ်ပါမယ်ပြီးရင်ငရုတ်စိုံမှာတခါတည်းရောပြီးတော့စီတတ်မှာပေါ့နော် ပြီးလို့ရှိရင်တော့ခုနကကျွန်တော်စက်သားမဟုတ်တဲ့အရသာနှက်ထားတဲ့ပုံစံကိုကျွန်တော်ထည့်မယ်ပဇွန်လေးအနေငယ်ကိုးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်လှီထားတဲ့နက်နက်တီတွေထည့်ပါမယ်နက်နက်တီကကြိုကြိုချင်ချင်နဲ့ဆိုတဲ့အတွက်ကြောင့်မလို့စားလို့အင်မတန်မှကောင်းပါတယ် အရသာအတွက်ကိုကြတော့ကျွန်တော်ခရုစီအနေငယ်ထဲပါမယ်ပြီးရင်ငံပြရဲ့အနေငယ်ထဲပါမယ်အရသာအတွက်ကတော့ကျွန်တော်ဒီပဇွန်နေထဲကကျွန်တော်စက်သားမဟုတ်ရင်းနဲ့ရောပြီးနေထားတဲ့အတွက်ကြောင့်မလို့ထပ်မထဲတော့ဘောနော်ဒါဒီအားလုံးရောပြီးပြီဆိုလို့ရှိရင်တော့ဒီအဖုံလေးခဏဖုံပြီးလို့ရှိရင်ကျွန်တော်တို့အရသာရှိတဲ့ပဇွန်နဲ့နက်နက်တီချိုးချင်ကြော်လေးရပါရဲ့ခင်ဗျာ ဆိုင်တွေမှာဆိုလို့ရှိရင်ကျွန်တော်တို့ဝက်သားတို့ဒီနက်နက်သီးတွေကိုရောပြီးတော့ဝက်ချိုခြင်းတွေလုပ်ပြီးတော့ရောင်းတာတွေရှိတယ်ပေါ့နော်ဒါကလည်းအရန်စားကောင်းတယ်အခုကျွန်တော်ကြော်ပြတဲ့ပုံစံလေးကလည်းဒီအရသာတိုင်းပဲသွားရတဲ့အတွက်ကြောင့်မလို့စားကောင်းပါတယ်ခင်ဗျာပြီးရင်တော့ကျွန်တော်ကတညင်းသီးပေါင်းစားလုပ်ပါမယ်တညင်းသီးပေါင်းစားလုပ်ဖို့အတွက်ကိုကျွန်တော်တညင်းသီးဝယ်လာတဲ့တညင်းသီးတွေအားလုံးအခွန်ချွတ်မယ် တညင်းနီးအခုနေအားလုံးချုပ်ပြီးပြီဆိုလို့ရှိရင်เนาะကျွန်တော်တညင်းနီးအပေါ်မှာကတ်နေတဲ့အမေးပါးတွေကိုလည်းကျွန်တော်ခွာထုတ်လိုက်မှာပေါ့เนาะဒါကတော့မိမိသဘောအတိုင်းကြိုက်တယ်လို့ခွာလို့ရပါတယ်ကျွန်တော်မှာကတညင်းသီးကနည်းနည်းလေးမာနေတဲ့အတွက်ကြောင့်မို့လို့ကျွန်တော်တို့ပြားအောင်ထောင်းရမှာပေါ့เนาะထောင်းတဲ့အခါမှာမိမိသဘောအတိုင်းထုပဲထူထူထောင်းမယ်ထောင်းပေါ့เนาะမာနေတဲ့အတွက်ကြောင့်မို့လို့အနေငယ်တော့ထောင်းရခက်ပါတယ်ဒီလိုမျိုးပြားတဲ့အထိကိုလောက်ပါမယ်ခင်ဗျာစုံထဲမှာထည့်ထောင်လို့အကုန်လုံးပြားသွားပြီဆိုလို့ရှိရင်เนาะကျွန်တော်ကတော့စားထည့်တယ်ပြီးလို့ရှိရင်ရေလေးတရင်နှီးလေးလောက်ဆေးလိုက်ပါမယ်ခင်ဗျာ လို့ရေးစေးလိုက်ခြင်းအပြင်သူ့မှာပါနေတဲ့ကျွန်တော်ဒီအရေးပေါ့နော်အရင်ငင်းညစ်လေးတွေကထွက်သွားတယ်ပေါ့နော်ကျွန်တော်သိရသလောက်တော့ဒဉင်းနီမှာပါတဲ့အစိတ်တောက်အားလုံးကသူ့ရဲ့ဒဉင်းနီတစ်လုံးထဲမှာပျော်ဝင်နေတာဖြစ်တဲ့အတွက်ကြောင့်မလို့ကြောက်ကတမာတွေကျွန်တော်တို့ဒီဒဉင်းနီနဲ့မတည့်တဲ့လူတွေမစားကြဖို့ကိုအကြံပြုချင်ပါတယ်။ဘာကြောင့်လဲဆိုလို့ရှိရင်ဒဉင်းနီကဘလို့ပဲလည်းလုံးသူ့ထဲမှာပျော်ဝင်နေတဲ့တက်တွေကဘလို့မှမထွက်သွားဘူးဆိုတဲ့အကြောင်းကိုသိထားရတဲ့အတွက်ကြောင့်မလို့ဒဉင်းနီကစားဖို့မတင်တော်တဲ့အစားအစာတွေမှာပါပါတယ်။ကြိုက်တဲ့လူတွေအနေနဲ့လည်းချင်းချင်းမို့စားဖို့ကိုအကြံပြုချင်ပါတယ်ခင်ဗျာ။ ီးရင်တော့ဟင်းလေးစားတဲ့ဘို့အတွက်ကိုကျွန်တော်အရင်ဆုံးစီထည့်တယ်ပြီးလို့ရှိရင်ဂျင်းလေးနည်းနည်းပပလီးထားတာကိုထည့်တယ်ပြီးရင်ရုပ်တိကျက်သွန်ချောင်းသားလေးထည့်ပါမယ်ပြီးလို့ရှိရင်တော့စီနန်းလေးမွှေးလာပြီဆိုလို့ရှိရင်စဉ်စံကပိအည်ဖော်ရလေးထည့်မယ်ဒါတွေအားလုံးပြီးသွားပြီဆိုလို့ရှိရင်ခုနကကျွန်တော်ဒီရေနဲ့တေချာစေးထားတဲ့ဒင်ငင်းလေးကိုထည့်ပါမယ်အရသာအတွက်ကိုကြာတော့ကျွန်တော်ခញ្ញတ်တခဲလောက်ကျွန်တော်ထည့်လိုက်ပါတယ် ပြီးရင်အချိုမုတ်တွေတခြားဘာမှမထည့်တော့ဘူးပေါ့နော်။ဒီခဏက်ကအချိုဖြစ်နေတဲ့အကြောင်းမလို့ခဏက်ပဲထည့်လိုက်မယ်။ငံပြားကြီးလေးအနှဲငယ်ထည့်မယ်။ပြီးလို့ရှိရင်တော့ကြက်သွုံများများလေးကြိုက်ရင်ကြက်သွုံများများလေးထည့်ပါ။ ဘာကြောင့်လဲဆိုစက်သွန်ကချိုတယ်ပေါ့နော်ဒါကြောင့်မလို့စက်သွန်များများလေးထည့်လိုက်တယ်ဆိုလို့ရှိရင်အီအီလေးနဲ့လုံးဝကိုစားကောင်းတဲ့တញင်းနီးပေါင်းလေးရပါပြီကျွန်တော်တို့ရေလေးလိုတလောက်ထည့်ပြီးဆိုလို့ရှိရင်เนาะဒါလေးအားလုံးကိုကျွန်တော်တို့အရေခမ်းပြီးတော့နိုးပြီးဣသွားတဲ့အထိကိုကျွန်တော်တို့ချက်ပါမယ်အခုဆိုရင်ကျွန်တော်တញင်းနီးကလုံးဝရေလဲခမ်းသွားပြီနနူအီအီလေးနဲ့စားလို့လည်းကောင်းတယ်ကျွန်တော်စက်သွန်အချိုရဲ့ထညက်အချိုရင်နဲ့ဆိုတော့လုံးဝကိုချိုဣပြီးတော့တញင်းနီးကြိုက်တဲ့လူတွေအတွက်ကိုဓမင်းမိန်စေတဲ့ဟင်းတစ်ခွက်ဖြစ်မှာသိကြပါရခင်ဗျာ ကျေးဇူးပေးကြတဲ့တယောက်ချင်းစီကိုအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာနောက်ဗီဒီယိုမှာပြန်တွေ့ပါမယ်ခင်ဗျာဘိုင်ဘိုင်